အလုံးမိုင်းမင်္ဂလာပါဗျာခုတခါမှာတော့ကွာရှင်းပြီးသားယောက်ျားကမိမအိမ်ကပစ္စည်းတွေကို လူအများကြီးခေါ်ပြီးလာယူကြလို့ရင်ဖွင့်လာတဲ့အမျိုးသမီးတဝူရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးပြောင်းတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနိုးလေးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ ခုပေါ့နော်အားလုံးသိအောင်ပြောချင်တာပေါ့နော်အာကျမနဲ့ကျမနဲ့ကြွေးထားတယ်ပေါ့နော်ယောက်ျားကိုဒီနေ့ကဘာမပြောညာပြောနေပေါ့နော်ကျမစီကိုယောက်ချလာတယ်ယောက်ချလာပြောမှကျမအိမ်မှာမုန်းနိုင်ချေပြောမှကျမအိမ်မှာပစ္စည်းတွေဖျက်ဆီးပြောမှကျမရဲ့ကားတွေကိုယူသွားတယ်ပေါ့နော်ကားတွေယူသွားတဲ့အချိန်မှာပထမတော့ကျမကတော့ စိတ်စိတ်တို့လည်းရှင်เนาะပစကပြောတော့ကြာနေတို့ညပစ္စည်းဘာမှမထီဘူးမထီဘူးပေါ့เนาะညပစ္စည်းဘာမှမထီဘူးအကုန်လုံးလည်းပိုင်ဆိုင်မှုလည်းကျွန်မအကုန်လုံးလည်းပြီးပါပြီเนาะဟောလည်းဝါရှင်တာပြီးသားပါเนาะအဲ့ဒါကိုအနည်းပစ္စည်းဘာမှမထီဘူးမထီဘူးဆိုပြီးတော့မှအိမ်မှာလာပြောမှတောင်းညံ့သွားတယ်ဒါပေမဲ့ကားတွေယူသွားတယ်ကျွန်မပြောတယ်နင်းလို့ချင်တာရှိရင်ယူသွားနော်လိုချင်တာရှိယူသွားနင်းလဲရှာခဲ့တာမို့လို့ပေါ့နော်နင်းလိုချင်တာရှိယူသွားငါပေးတယ်ဆိုတော့ခါကျနင်းတို့နင်းပစ္စည်းဘာမှမထီဘူးနင်းပစ္စည်းဘာမှမယူဘူးမယူဆိုပြီးကားတွေယူသွားတယ်ဒါပေမဲ့သူကားတွေယူသွားတဲ့အချိန်မှာနော် ကျမဆီကကောကျမအကိုကြီးမှာထားတဲ့ကောပြီးရင်အဲကျမသားလေးကြောင်းသွားတော့ရန်တော်မုံသွားတဲ့အချိန်မှာဘောနောစီးသွားတဲ့ကောကိုလမ်းမှာဖြတ်ပြီးတော့မှသူ့အပေါင်းမှာတစုံနဲ့ကလေးဆီကနေပြောကားလာလဲမယ်လို့ပြောပြီးတော့မှကားပေါ်တက်ပြီးတော့မှအဲကားတော့တောင်းပြီးကားပေါ်ကားကိုလည်းမလဲပဲနဲ့နောက်ထပ်ထပ်ပြီးယူသွားတယ်ဘောနောဒါပေမဲ့ကျမသားလေးကြောင်းကိုနောက်ရက်တရားရင်လာဖို့မယ်လို့ပြောပြီးမလာမဖို့နောက်ရက်ကြောင်းကိုသွားတဲ့အချိန်မှာကလေးဒီဆိုင်ကနေသွားရတယ်နေပူကြီးလေးကိုဘောနောဆိုင်ကနေသွားရတယ် လာဖို့လို့ပြောတော့လဲလာဖို့မယ်လို့ပြောပြမှာနောက်ထပ်ဖုန်းတွေဘယ်သူမှမကိုင်းတော့ဘူးရှင်เนาะအဲ့တော့ခါကျတော့လူရက်မှုတွေလုပ်နေရပေါ့เนาะအဲ့လိုမျိုးတွေပုံစံတွေဖြစ်နေရပေါ့အဲ့ခါကျကျမကဒါမှမဲ့လို့ကျမကဖြည့်တွေးတဲ့မိမဆိုတဲ့ခါကျကျမကကဲနေပါသူကားတွေယူသွားတယ်ဆိုရင်လဲသာသမီမျက်နှာတောင်မှပဲပေါ့เนาะမကြည့်ဘူးသာသမီရှည်ရည်သူကသာသမီအတွက်တော်မကြည့်တဲ့ယောက်ျားကလှုပ်သွားတယ်ဆိုတော့လဲလှုပ်ပါစီပေါ့เนาะကျမကနေပါကဲတသားရေးမိမိအသားလေးចောင်းသွားတာဆိုင်ကလေးနဲ့မကြည့်ရလို့เนาะ ငါသားလေးတော်ကိုမမေကားလေးနော်တထောင်ဝင်းစင်လောက်လေးကိုမမေဝယ်ပေးမယ်တထောင်ကျော်တန်လောက်လေးဝယ်ပေးမယ်မမေရွှေတွေရောင်းပြီးဝယ်ပေးမယ်ပေါ့နော်ငါသားလေးချီထားနော်အတိတ်ကလေးမမေဝယ်ပေးခြင်းလို့ငါသားဆောင်ဝယ်လေးဖြေရအောင်မယ်ဆိုကားလေးနဲ့သွားရအောင်လို့လို့ကျွန်မပြောတယ်ပြောပြီးတော့နောက်ရက်နောက်ကလေးကိုညကျွန်မညပိုင်းပြောတယ်နက်ပိုင်းနေ့လယ်ပိုင်းကျတော့ကျွန်မအိမ်မှာမရှိတဲ့အချိန်ကိုသူဒီကျွန်မရဲ့အိမ်သားတစ်ပွဲမှာသူ့ရဲ့လူတွေကိုဟိုဘယ်လိုကောင်းလဲ သူเนี่ยပေါင်းပါတစုပေါ့เนาะအဲ့လူတွေကိုချထားတယ်လို့ကြားတယ်ရှင်။တော့ကျမသွားလာလာတာကိုစောင့်ကြည့်နေရလို့ရှိရလို့ပြောတယ်ရှင်เนาะ။အဲ့တော့ကျမအိမ်မှာမရှိရချင်းကျမသားလေးနဲ့ကျမအဖေနဲ့နှစ်ယောက်တည်းရှိရချင်းမှာကျမအိမ်မှာရှိသမျှကျမရဲ့ပိုင်ဆိုင်မှုအကုန်လုံးကိုလာပြီးတော့မှเนาะအုပ်စုလိုက်လာပြီးတော့မှယူပြီးတော့မှထွက်ပြေးသွားတယ်ရှင်။เนาะအခုကျမကိုလည်းကျမအသက်အန္တရာယ်ကိုလည်းအရန်ကိုချင်းချောက်နေတယ်။ကျမကိုလည်းเนาะမဟုတ်ကောက်ကတွေပြောဆိုပြီးတော့မှကျမကိုချင်းချောက်နေတယ်ရှင်။အဲ့တော့ကျမတို့မိသားစုတစ်ခုခုဖြစ်တယ်ဆိုရင်ဒီလိုရောက်มาပဲเนาะ ခုအခုကပေါ့နော်ကျွန်မကျွန်မတို့ကိုဟာချိန်ချောက်နေရပေါ့နော်ကျွန်မတို့နင်တို့သွားလာလာအခုအခုသူကအဲ့လိုမျိုးကျွန်မတို့အိမ်ကိုမနေတော့ဘူးပေါ့နော်အုပ်စုလိုက်လာပြီးတော့မှကျွန်မတို့ပိုင်ဆိုင်သမီးတွေပစ္စည်းဥစ္စာတွေအကုန်လုံးယူပြီးတော့ထွက်သွားတယ်ရှင်ထွက်သွားတဲ့အချိန်မှာကျွန်မဒီကျွန်မရဲ့ပစ္စည်းဥစ္စာတွေပါသွားတယ်ဒီနော်အဲ့ဒါကြာကျွန်မဒီဒါရဲတန်ရမှာကျွန်မလည်းနော်ရဲတိုင်လိုက်မှာကျမအလုံးကျမပစ္စည်းဥစားယူသွားတယ်သူဒီနော်မနက်ပြောရရင်သူဒီဝိစုဝါ30နှစ်ရဲ့လူတယောက် เนาะအဲ့ခါကျတော့ကျမပစ္စည်းတွေကိုသူဒီသူထင်းထင်းသိမ်းသိမ်းနဲ့เนาะယူသွားပြင်မဲ့လဲသူဒီထင်းထင်းသိမ်းသိမ်းနဲ့ဓာတ်တွေကိုနေနိုင်မှာလည်းမဟုတ်ဘူးเนาะသူပတ်ဝန်းကျင်မှာရှိရလူတွေကလည်းတယောက်မှယုံကြည်ရတဲ့လူမရှိဘူးသိလားနော်ကျမဒီလိုပြောလို့နားချင်နားချလိမ့်မယ်ဒီလားအဟိုးရင်ကလေးကလည်းအဲ့လိုပဲ तू ਨੇ သွားတဲ့ तू အဲ့လိုမျိုးတွေလုံနေတဲ့ချိန်မှာ तू ਨੇ ပါသွားတဲ့လူတွေအကုန်လုံးကလည်းခိုးကြဝက်ကြတာကြီးပဲပစ္စည်းတွေပျောက်ပေါက်နေမနေတော့ဘူးเนาะအခုဒါကျမတက်တက်လုံးတော့ကျမတို့ရှာဖွေပြီးစူးစမ်းလာတာကျမသာသမီရှေ့ရေးတွေစူးစမ်းလာတဲ့ပစ္စည်းဥစ္စာတွေကိုယူသွားတာဖြစ်တဲ့အတွက်ကို တခုမကြံเนาะတခုမကြံတခုယော့တာ ਨੇ เนาะအကုန်ပြန်ပေးရင်မပေးလို့တခုယော့တာ ਨੇ ထောင်ကြမှာပါเนาะအကုန်လုံးပါတဲ့လူတွေအကုန်လုံးပေါင်းပါတွေအကုန်လုံးထောင်ကြမှာပါเนาะကျွန်မအကုန်လုံးကိုလည်းဖန်ခိုင်းထားပါတယ်เนาะအကုန်လုံးကိုလည်းကျွန်မဓာတ်ပုံနေတဲ့တကွာကျွန်မပေးပြီးတော့မှကျွန်မဖန်ခိုင်းထားပါတယ်เนาะအဲ့ခါကျတော့ကျွန်မပြောပြတဲ့သဘောကကျွန်မကိုအခုမလုပ်လဲဆိုတော့ကျွန်မကိုညာကเนาะဖုန်းတစ်လုံးပြီးတစ်လုံးနဲ့ကျွန်မကိုစာတွေပို့တယ်ကျွန်မကို နော်ပြောဆိုပြီးတော့မှကျမတို့နှောက်ယှက်နေတယ်နော်ကျမအတန်အညေကိုလည်းချင်းချောက်နေတယ်ကျမတို့မိသားစုကိုလည်းချင်းချောက်နေတယ်ရှင်နော်ဟိုသွားလာလာတောင်းမှာပဲတတိထားပြီးသွားလာအိမ်မနေနဲ့ကောင်းကောင်းနေနော်ဘလို့လုံးမယ်ပညာလုံးမယ်နော်ကျမတို့ရဲ့အတန်အညေကိုချင်းချောက်နေတယ်ရှင်ပြီးရင်လည်းအော်ပြီးလည်းဟိုပါလဲဘာပြောလဲဆိုတော့ခါကျကျမဟိုတဲ့ကျမအိမ်ကိုတဲ့နော်ငွေစီဝါဖြစ်ပြီးတော့မှာတဲ့ ဖန်ခိုင်းမယ်တဲ့နော်ကျမမျိုးစီပါပြည့်ပြီးတော့ဖန်ခိုင်းမယ်တဲ့ကျမသွားတဲ့နေရာတွေကိုတဲ့အဲ့လိုမျိုးတခုမဟုတ်တခုဒုက္ခရအောင်လုပ်ပြီးတော့မှသူကကျမကိုပြန်ပြီးတော့မှတိုက်မယ်တဲ့စဉ်းစားကြည့်နော်ကျမပြောတယ်ကိုဘကိုလည်းကိုဘကိုအေးစေးစေးရှောက်ပါလားအခုကျမကျမတံပိုးနားလေတာလားနားမလဲပါဘူးအခုချိန်ကြီးလေကျမကိုလေညင်ညက်ပက်ပက်တွေနော်သူပို့တဲ့စာကြီးကျမစကရင်တော့ကမလုပ်ချင်လို့ဒီလားညင်ညက်ပက်ပက်တွေပို့ထားတာတော်တော်ကြီးကိုညင်ညက်ပက်ပက်တွေပို့ထားတာ သူဒုက္ခရောက်ခဲ့စဉ်တော့ကူညီခဲ့တဲ့အကိုတွေနဲ့ကျွန်မကိုပေးစားပြီးတော့မှကျွန်မကိုညံ့ညံ့ပတ်ပတ်တွေလှုပ်ထားတယ်ပြီးတော့ဗါတယ်သူ့အတီထဲမှာလည်းဖြည့်ညက်ကက်လှုပ်တတ်တဲ့လူရှိရဲ့နင်းပုံနေနဲ့ဖြည့်ညက်ကက်လှုပ်ပြီးတော့မှနင်းကိုလိုင်းမမှတမီဆောက်ရက်ခွဲအောင်မှာတဲ့အဲ့လိုတွေကစာပြောတယ်ရှင်တိလားမိကောင်းဖခင်တာသမီးကို